ကျွန်တော်တို့မြန်မာနိုင်ငံကလူအများစုကတော့ဘာကိုအရင်ဆုံးပြင်းပြင်မလဲဆိုတော့လက်ဘောကန်ဒီကိုအရင်ဆုံးပြင်းပြင်ပြီးမှထင်တယ်။ဗမာကြည့်လို့ရှိရင် तू ကလုံးဝမှန်ပြောက်သွားပြီ။မှန်ပြောက်သွားပြီးတော့ तू ကဘာလုံးပေးထားလဲဆိုတော့ဒီမှာကင်မရာတစ်လုံးဒီမှာကင်မရာတစ်လုံးဒီဒီအတွင်းထဲမှာကင်မရာတစ်လုံးဒီကင်မရာကကျွန်တော်တို့ကဗမာကိုစားလှုပ်ဆောင်ပေးတယ်။အနောက်ဘက်ရုပ်ထွက်ကြီးကပို့ပြီး spot type ပို့ဆန်တယ်လို့ပြောလို့ရတယ်။လုံးဝ share ပဲအနောက်ဘက်ရုပ်ထွက်ကြီးက။ကဲ အားလုံးပဲမင်္ဂလာပါဗျာအဲကျွန်တော်ကဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့ကားလေးကတော့ Lotus ရဲ့ဒုတိယမြောက် EV ဖြစ်တဲ့ Ambira R ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ် ဲ့တော့ကျွန်တော်ကားဒီဇိုင်းလေးကနေစပြီးပြောအောင်အဲကားဒီဇိုင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံကလူအများစုကတော့ဘာကိုအရင်ဆုံးပြင်းပြင်းမလဲဆိုတော့ Lamborghini ကိုအရင်ဆုံးပြင်းပြင်းပြီးမှထင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့အချိုးထားတဲ့အချိုးဟာ Lamborghini နဲ့တော်တော်လေးနီးစပ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီကောင်ကလည်းကဘာမှာပေါ့နော် Sport Car ထုတ်တဲ့ Car Brand တွေထဲမှာ1 to 10ထဲမှာပါတယ်လို့ပြောရမမှားဘူးအဲ့တော့သူ့ရဲ့ဒီဇိုင်းဘက်ကိုကြည့်ရအောင် သူရဲ့ဒီဇိုင်းပိုင်းချိုးထားတဲ့အချိုးဆိုလို့ရှိရင်တကယ် sport type car ဆန်ဆန်ဒီမှာလုံးဝဘွန်လက်ကိုချိုးထားတဲ့အချိုးအဆတကယ်ကို sport type ဆန်ဆန်ချိုးထားတယ်အဲ့ဒီမှာမှာသူရဲ့သွားထားတဲ့ cup line တွေဆိုလို့ရှိရင်လည်းလုံးဝ sporty ဆန်ဆန်လေး cup line လေးလောက်ထားတယ်ပြီးရင်သူရဲ့ data running line ဆိုလို့ရှိရင်လည်းလို့နှစ်ဆင့်သွားထားတယ်အပေါ်မှာတစ်ဆင့်အောက်မှာတစ်ဆင့်ပေါ့နော်အဲ့ဒီမှာမှာသူကအတွင်းထဲမှာ ပတ်တန်လေးတွေပြေးထားရပေါ့နော် sport type ပုံစံသွားရလို့ပြောမယ်ပုံမှန်နေပေါ့နော်အဲ့ဒီမှာမှသူ့ရဲ့ဒီအောက်မှာဆိုလို့ရှိရင်လဲ projector light ကဒီမှာ projector light နှလုံးအတွင်းထဲမှာမှနောက်ထပ်အသေးနှလုံးပေါ့နော်စုပေါင်း projector light ကိုလည်းလေးလုံးထည့်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ sensor ကဒီဘက်3လုံးဟိုဘက်3လုံး sensor 6လုံးပါမယ်အလဲမှာ360 camera လေးပါမယ်သူ့ရဲ့အောက်ကချိုးထားတဲ့အချိုးဆိုလို့ရှိရင်ဒီမှာကြာလုံးဝ sport type ကားတွေမှာပဲတွေ့ရတတ်တဲ့အချိုးမျိုးတွေကိုသူကချိုးပေးထားတယ်အဲ့မှာမှသူက chrome လေးထည့်ပေးထားတယ်ပေါ့နော်အဲဒီမှာတိတ်မကြိုက်တာဘာလဲဆိုတော့သူ့ရဲ့ logo ပဲ လုံးဝကားဒီဇိုင်းရရှယ်ဖြစ်နေပြီးတော့ logo ကတိတ်အားမရတဲ့ပုံစံမျိုးလေးမှရှိတယ်ဒါကတော့ကျွန်တော်မကြိုက်တဲ့အချက်ကိုပြောတာပေါ့နော်ပြီးတော့ဒီပေါ်တော့ sport type sensor အောက်ကဒီပေါ်တော့ ground clearance ကိုလည်းတော်တော်လေးနှိမ့်ထားရတယ်မှာပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့တချို့လမ်းတွေမှာအရင်အစင်မပြေရတယ်မှာတော့ပါတယ်နောက်ပြီးရင်သူကဒီမှာပေါ့နော်ဒီကလမ်းကြီးမှာဆိုလို့ရှိရင်လည်းကင်မရာနှလုံးပါတယ်အဲ့ဒါမထူကြဘူးအဲ့ဒါထက်ထူကြဘာလဲဆိုတော့သူအပေါ်မှာပေါ့နော်လမ်းကြီးရင်အဝိုင်းလေးတဝိုင်းရှိမယ် အဲ့ဒီကောင်လေးကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်အဝေးပြေးလမ်းမတွေနဲ့အမြန်လမ်းတွေမှာအော်တိုပိုင်လော့ဖွင့်လိုက်တဲ့အခါကျလို့ရှိရင်အဲ့ကောင်လေးကတက်လာပြီးတော့အထဲမှာပါတဲ့သူ့ရဲ့စင်ဆာလေးကနေမှဒီအော်တိုပိုင်လော့စနစ်ကိုထိမ့်ချုပ်ပေးသွားတဲ့ပုံစံမျိုးလေးနဲ့လုပ်ပေးထားတာအဲ့ဒါလေးကထူးကြတယ်နောက်ထပ်ထူးကြတာကျွန်တော်ပြတယ်သူ့ရဲ့ဗတ်မန်ဗတ်မန်ကြည့်လို့ရှိရင် तू ကလုံးဝမှန်ပြောက်သွားပြီမှန်ပြောက်သွားပြီးတော့ तू ကဘာလုပ်ပေးထားလဲဆိုတော့ဒီမှာကင်မရာတစ်လုံးဒီမှာကင်မရာတစ်လုံးဒီဒီအတွင်းထဲမှာကင်မရာတစ်လုံး ဒီကင်မရာကကျွန်တော်တို့ကဗတ်မှန်ကိုစားလုံးဆောင်ပေးတယ်ဒီအတွင်းထဲမှာသူက display တစ်ခုပါတယ်အဲ့ display ကဒီရဲ့ရုပ်ထွက်ကိုဒီမှာလာပြပြီးတော့မသိရင်ဗတ်မှန်သဘောမျိုးလို့ပြုလုပ်ပေးထားတာအတားကဒီကားရဲ့ထူးခြားချက်ပဲပြီးရင်သူကဒီအောက်မှာဆိုလို့ရှိရင်လည်းကင်မရာတစ်လုံးထပ်ပါသေးတယ်ဒါလေးကလည်းမစိုးဘူးပေါ့နော်ဒါလေးကတော့ဒီ360ကင်မရာအတွက်ကိုဒီအောက်မှာကင်မရာတစ်လုံးထပ်ထည့်ပေးထားတယ်နောက်ပြီးလို့ရှိရင်သူက spotlight ကားဆန်ဆန် rain side ကြီးကိုလုံးဝ heavy လုပ်ထားတယ် ကားနဲ့မလိုက်အောင် rim side ကကြီးထားတယ် rim side ဆိုလို့ရှိရင်လည်း तू က22တောင်သုံးပေးထားတယ်အလွိုင်းဒီဇိုင်းကတော့ရိုးရိုးရှင်းရှင်းလေးပဲ तू ကဖန်တီးပေးထားတယ်အဲ့တော့ကျွန်တော်တို့အနောက်ဘက်ဆက်ကြည့်အောင်အနောက်ဘက်ရုပ်ထွက်ကြီးကပို့ပြီး sport type ပုံစံတယ်လို့ပြောလို့ရလုံးဝ share ပဲအနောက်ဘက်ရုပ်ထွက်ကြီးက ပြီးရင် diswiler ကကျွန်တော်အတင်ချပြုတ်လို့ရတယ်အတွင်းထဲက infotainment screen နဲ့ diswiler လေးကိုအတင်ချပြုတ်လို့ရတယ်အဲ့ဒါလေးကတော်တော်မိုက်တယ် diswiler ရဲ့အပေါ်မှာဒီအတန်းလေးတန်းလေးခံပေးလိုက်တာလေးကလည်းကားကိုပို့ပြီးတော့ကြွသွားစေတယ်နောက်ထပ်မိုက်တာက sporty sensor ဒီမှာလေခွင်းပေါက်ဒီလေခွင်းပေါက်ကဖိတ်မဟုတ်ဘူးတော့ဒီကနေလောက်လိုက်ဒီဘက်ကနေလုံးဝအပြည့်ပြန်ထွက်တဲ့လေခွင်းပေါက်အစက်ဒီဘက်မှာတစ်ခုပါမယ်ကျွန်တော်တို့ဒီဘက်မှာတစ်ခုပါမယ်နောက်ဘက်ချိုးထားရဲ့အချိုးဆိုလို့ရှိရင်တော်တော်လှတယ်နောက်ပြီးရင်သူကဒီမှာ back camera ကိုဒီထဲမှာတစ်ခါရဲ့ထည့်မြုပ်ထားတာ ကျွန်တော်ခုနကရုပ်ရက်ကြည့်တာမတွေ့ရအောင်အနီးကတစ်ချာကြည့်တော့မှသူကဒီမှာ back camera လေးထည့်ပေးထားတယ်အဲပြီးလို့ရှိရင်ဒီနောက်မှဆိုလို့ရှိရင်လည်းအနောက်ဖက်ဆန်စာ6လုံးပါလာပြီ cargo space ကြည့်ရအောင်သူ့ cargo space ကျင်းမဲ့ထင်တာဘာလို့ဆိုသူကချိုးထားတဲ့အချိုးက sport type ဘက်အရန်ရောက်တာဖြစ်တဲ့အတွက် cargo space ကတော့အရန်ကြီးမရှိတော့ပါဘူးလို့ထင်တာ cargo space ကတော့အခြေအကြီးပဲ ကျွန်တော်ဒီလိုလက်တလန်းတောင်မှပဲမကောက်ပြကြော်သေးတယ်ကာကိုစပီကလည်းကျဲတယ်ဒါပေမဲ့ तू ဒီလိုမျိုးကတော့အမြင်ကတော့နည်းနည်းလေးနဲသွားမဲ့ပုံစံမျိုးမှရှိတယ်သူချိုးထားတဲ့အချိုးကြောင့်ဒီအမြင်ကတော့နည်းသွားမယ်ဒါပေမဲ့အတွင်းထဲမှာတော်တော်လေးကျယ်နေတယ်မှာပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအတွင်းထဲမှာဆိုလို့ရှိရင်လည်းထုံးစံတိုင်း space လေးတစ်ခုထပ်ပါမယ်ဒီအနောက်ဘက်ကတော့ရိုးရိုးရှင်းရှင်းပဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ကျွန်တော် socket လေး12 socket လေးကိုဒီမှာထည့်ပေးထားတယ်အဲ block wire တွေဘာညာကြီးတော့မရေးပေးထားဘူး12 socket လေးတော့ထည့်ပေးထားတယ်အနောက်ပိုင်းကိုခြုံပြောရမယ်ဆိုလို့တော့ cargo space ကျယ်တယ် ထင်းတော်မထင်းတော်ဘူးကျွန်တော်အတွင်းသွားကြည့်အောင်အတွင်းထဲရောက်တဲ့အခါမှာပထမဆုံးခံစားရတာတော့တကယ်ပဲပေါ့နော် sport type car စီးတဲ့ကိုရောက်သွားတဲ့ feeling မျိုးကိုခံစားရတယ်။တရားရင်အနေထားတွေထိုင်ကုန်အနေထားတွေကတကယ်ပဲပေါ့ဆိုကျွန်တော် sport car စီးတဲ့ကိုရောက်သွားလို့ခံစားရတယ်။နောက်ပြီးရင် bike တာကသူ့ရဲ့ digital cluster လေးကလုံးဝသစ်သေးလေးပုံမှန်ကားလေးလိုလုံးဝအကြီးမဟုတ်ဘဲနဲ့သူ့ရဲ့ design ပေါ်မူတည်ပြီးတော့မှလုံးဝသွားထားတဲ့ တန်းလေးอ่ะဒီလိုတေးတေးလေးဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော် passenger အတွက်ကို entertainment screen လေးတေးတေးလေးပါမယ်အဲ့ဒီမှာမှာကျွန်တော် infotainment screen အလဲမှာအကြီးပါလာမယ်ဒီမှာဆိုလို့ရှိရင်လည်း तू ကကျွန်တော်ကဒီမှာပထမဒါလေးကိုပေါ့နော်ဘာလဲပေါ့ partnership လဲမဟုတ်ဘူး partnership ဆိုလို့ရှိရင်လဲ space လွတ်မှာပေါ့နော် partnership လာဆိုမဟုတ်ဘူး तू က partnership style ကို key လေးလုတ်ပေးထားတယ်အဲ့ဒီ key ကဘာလဲဆိုတော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော် driving move တွေကို တောက်လျှောက်ချိန်မှုအတွက်ကိုလုတ်ပေးထားတာဒီဘက်ချမ်းကတော့ custom ပေါ့နော်အဲ့ဒီမှာမှ crew control တွေပါမယ် media control တွေပါလာမယ်ပြီးလို့ရှိရင်သူ့မှာ HUD display ပါလာပြီအဲဒီ dashboard အချိုးကွေးဆိုလို့ရှိရင်လည်းကျွန်တော်အပေါ်ကအောက်ထားတဲ့ leather တက်ချာလေးကမိုက်တယ်ဒီမှာမှအဲ့လာမှသူက alarm speaker ကြီးပါလာမယ်ဒီနေရာလေးဆိုလို့ရှိရင်လည်း leather လေးနဲ့ပြန်ချိုးပေးထားတဲ့ပုံစံလေးကမိုက်တယ်ဗျာအဲ့ဒီမှာမှသူကဒီမှာ fabric သားလေးကိုပြန်အုပ်ပေးထားတယ်အတွေ့အမိုက်ကြည့်ရတာကကျွန်တော်ထင်တာပေါ့နော်ဒီကောင်က sporty ဆန်ဆန်သွားထားဆိုတော့ဟို အတွင်းထဲမှာရှုပ်ရှက်နေမလားပေါ့နော်ခလုတ်တွေဘာညာရင်လဲရှုပ်ရှက်နေမလားပေါ့နော်ဒါပေမဲ့တကယ်တမ်းကြည့်ရတော့ तू နည်းနည်းလေးရှုပ်ရှက်ခတ်နေတာ CR line လောက်ပဲရှိတယ်ကျန်တဲ့နေရာတွေကအရင်ကြီးမရှုပ်ဘူး तू ကလည်း तू ရှင်းနေရပဲ CR line ကလည်းရုတ်တရက်ကြီးလို့သာရှုပ်တယ်လို့ထင်ရပေမဲ့တကယ်တမ်းကြည့်မယ်ဆိုလို့ရှိရင် तू ရဲ့ key တွေနဲ့ तू ထားထားတဲ့ design လေးတွေကရိုးရိုးရှင်းရှင်းလေးတွေပဲဒီမှာဆိုလို့ရှိရင်လည်း control တွေအကုန်လုံးကို rotation ပုံစံမျိုးလေးလှုပ်ထားပေးတယ်အလုံးလေးမှာပေါ့နော်အလုံးလေးမှာ rotation ပုံစံမျိုးလေးလှုပ်ထားပေးတာကလွှဲရင်အရင် ထူကြတာမပါအောင် normal key လိုမျိုးပဲဒါပေမဲ့ तू ဒီစီရတိုင်းလက်ကင်ကိုကြောက်တော့ဘာထည့်ပေးထားဆိုတော့ fabric အသားထည့်ပေးထားတယ် leather မသုံးထားဘူးရှမိုင်းမသုံးထားပဲနဲ့ fabric နဲ့လုပ်ပေးထားတယ်ဒီမှာ display ပေါ့နော်ခုနကကျွန်တော်ပြောတယ်ဒီအပြင်ကကင်မရာက batman ကိုမြင်ရမဲ့ display ကဒီမှာထည့်ပေးထားတယ်အဲ့ဒီမှာမိုက်တာဘာလဲဆိုကျွန်တော် batman နေပါချိန်ဖို့လိုရဆိုလို့ရှိရင် तू တက် screen လေးပဲဒီလိုလေးချိန်လိုက်ရုံလေးပဲကျွန်တော်တို့ဒီနေရာကိုထောက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့နေရာကိုဒီလိုလေး adjust လုပ်လိုက်ရုံလေးပဲဗျာ အဲ့အလေးကတော်တော်လေးထူးကြရပြန်မိုက်တယ်ဗျာလို့ဘာမှ trade to ခလုတ်တွေဘာလဲနှိပ်နေကြမလို့ test လေးနှိပ်ပြီးလို့လေးချိန်လိုက်တာဆိုရတယ်ကျွန်တော်တို့လိုချင်တဲ့ composition ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ position ကိုလုံးဝ adjust လုပ်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့သူ့ရဲ့ speaker ပေါ့နော် speaker ထားတဲ့ style လေးဆိုလည်းမစိုးဘူးအဲဒီမှာဆိုလို့ရှိရင်ဘာကြီးပါမလဲဆိုတော့မှန်တင်မှန်ချတွေပါမယ်အဲတကား lock တွေပါမယ်အဲဒီမှာတော့မှန်ချိုးမှန်ခေါက်ကတော့မှန်ချိုးမှန်ခေါက်မှန်တော့တော့မဟုတ်ဘူးကျွန်တော်တို့အပြင်ရဲ့ကင်မရာကိုကျွန်တော်တို့ချိုးလို့ရအောင်ဆိုပြီးတော့မှန်ချိုးမှန်ခေါက်တဲ့ခလုတ်လေးတွေဒီမှာထည့်ပေးထားတယ် အတွင်းပိုင်းမှာဆိုလို့ရှိရင်ဘာရှိအောင်လဲဆိုတော့ဒီမှာ wallet charger တွေပါမယ်ဒီမှာတော့သူ့ရဲ့ gear shift လေးပေါ့နော် gear လေးကိုကျွန်တော်တို့အရှိဆိုလို့ရှိရင် reverse အနောက်ဆိုလို့ရှိရင် drive ဒီဘက်မှာဆိုလို့ရှိရင် electronic parking brake နဲ့ gear shift လေးတွေပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘာပါမလဲဆိုတော့ climate control လေးတွေပါမယ် climate climate control မှာဒီဘက်ကခလုတ်တင်နေပဲကျွန်တော် key တွေနဲ့ပဲလောရတဲ့ပုံစံမျိုး cap holder ဆိုလို့ရှိရင်လည်းဒီမှာလောလောဆယ်ကြီးလိုက်တဲ့ဆိုလို့ရှိရင်တော့အပိတ်အဲ့ဒါကမှလိုထည့်လိုက်တော့မှကျွန်တော်တို့ကအဲအထဲမှာ click ဆိုပြီးထောက်သွားပြီးတော့မှ ကျွန်တော်ကပ်ဖို့ရာလေးနှစ်ခုလုံးလို့ရပါဘောเนาะအဲဒီ Amrest Dam မှာဆိုလို့ရှင်လဲကျွန်တော်တို့ဒီ box လေးတစ်ခုပါမယ်အတွင်ထဲမှာ USB type C port တွေပါမယ်12 volt socket တွေပါမယ်အဲပြီးလို့ရှင်ကျွန်တော်ဒီအပေါ်မှာဘောเนาะအုပ်ထားတဲ့တက်ချာလေးကကျွန်တော်တို့ဒီဘယ်လိုပြောကတိပါဇလေးကိုတက်ချာလေးအုပ်ပေးထားတယ် လို့ပြောရမလဲသူကလုံးဝ premium ဆန်တယ်ဆိုတဲ့သဘောမျိုးကိုပေါ့နော်လုံးဝစောင့်ထားတယ်တကားမှဆိုလို့ရှိရင်လည်းဒီနေရာလေးကကျွန်တော်တို့က fiber rate သားလေးအဲ့ပုံမှာလဲတာဒီမှာလဲလဲတာဒီရောက်ကြတော့မှ hard plastic ပေါ့နော်အဲ့ထဲမှာမှသူကဒီတကားထဲမှာ ambient light လေးတွေကို run ပေးထားတယ်ဒီရောက်လေးမှာတော့ space လေးတစ်ခုပါမယ် USB port ၄ပါညာကြီးဘာမှမပါဘူးဒီမှာမှ ambient light လေးတွေသူက run ပေးထားတယ်ပေါ့နော်ဒီပုံမှာဆိုလို့ရှိရင်လည်း panoramic sunroof ဖြစ်သွားပြီ panoramic sunroof ကိုမှအပြည့်ပေါ့နော်ဒါလေးပဲဒါလေးပဲဆိုပေမဲ့ ကြီးရတဲ့လော့ကတကယ်တမ်းမိုက်တယ်ထိုင်ကုန်ဆိုလို့ရှိရင်လည်းထုံးစံတိုင်းစီမော်တာတွေပါမယ်စီမမ်မိုရီတွေပါမယ်စီဟီတာတွေစီကူလာတွေစီမာဆက်တွေဘာပြောမလဲအကုန်ပါတယ်ပြီးတော့သူက Sportite ဆက်ဆံသွားတာဖြစ်တဲ့အတွက် Sportite ကားစီမှာပါသင်းပါထိုက်တဲ့ function တွေကအကုန်လုံးနှီးပါပါပြီးသားပဲအဲ့ဒါလေးကမိုက်တယ်ကျွန်တော်တို့နောက်ဖက်သွားကြည့်အောင်ကျွန်တော်တို့အနောက်ခန်းထဲရောက်ပြီပေါ့နော်အနောက်ခန်းထဲရောက်တဲ့ခါမှာထုံးစံတိုင်းဘာကြီးပြောမလဲဆိုတော့ Lebron နဲ့ Harden နေပေါ့နော် Lebron ကတော့ပြောကြရမလို့သူကသူ space ကလုံလုံလောက်လောက်ရှိပြီးသားပဲ ဟာရွန်ကတော့နည်းနည်းလေးအနှင်းငယ်ပေါ့နော်နည်းလေးနှိမ့်တယ်လို့ခံစားရတယ်စပေါ့တိုက်ဘက်သွားထားလို့လားမသိဘူးဟာရွန်ကတော့နည်းနည်းလေးနှိမ့်တယ်လို့ခံစားရတယ်ဒီမှာဆိုလို့ရှိရင်3 seater က3 seater အပြစ်ထိုင်လို့ရတယ်အရှိတ်သက်စားလို့ရှိရင်အနောက်ဘက်က leather quality လေးကပို့ပြီးတော့မိုက်တယ်လို့ခံစားရတယ်ဗျထိုင်နေရတဲ့ feeling ကမိုက်တယ်နောက်ထပ်မိုက်တာကဒီအနောက်ဘက်ကထိုင်ကုန်တဲ့အကုန်လုံးကလည်း sea motor တွေပါလာပြီးအဲပြီးလို့ရှိရင်ဒီမှာ emirates ပေါ့နော် emirates ကိုဆွဲဖွင့်လိုက်မှာဆိုလို့ရှိရင်တော့ဘာမှတော့မပါဘူးကပ်ဖိုရာဖွင့်နေတယ်ဆိုလို့ရှိရင်တော့ဒီကနေဖွင့်လိုက်တော့မှာကပ်ဖိုရာလေးထွက်လာမယ်အဲဒီ emirates မှာဆိုလို့ရှိရင်လည်း leather အသုံးထားတဲ့ quality လေးကအဲမစိုးဘူးဗျာပေါ့က leather တခြားလေးကော ောင်းလာဖြစ်တဲ့အတွက်လက်တင်တွေပါလေအဆင်ပြေတယ်ပြီးတော့ဒီကောင်ကသုံးယောက်ထိုင်မယ်ဆိုလို့ရှိရင်လေအဲဒီကောင်ကအလဲရတယောက်တော့တော့နည်းနည်းလေးခုံးနေတဲ့ပုံစံလေးမှရှိတယ်ပြီးရင် तू ကအလဲမှာလဲအောက်ကဒီပေါ့နော်အောက်မှာလဲဖောင်းနေရရှိသလိုအရှိအကောင်ကလဲနည်းနည်းလေးထွက်နေတော့အလဲရတယောက်ကတော့အရန်အဆင်ပြေမှာမဟုတ်ဘူးအနောက်ဘက်ဆိုလို့ရှိရင်တော့အနောက်ဘက်နှစ်ယောက်ထိုင်တာတော့ပိုကောင်းမယ်ဒီမှာကြိုက်တာဘာလဲဆိုတော့သူ့ရဲ့ဒီ climate control ပေါ့အနောက်ဘက်ရဲ့ climate control ကိုပြတာကလုံးဝ animation မဟုတ်ဘူးနော် တကယ် accurate ရုပ်ထွက်ကိုမှကျွန်တော်တို့က air flow တွေဘာတွေညာတွေကိုဒီတိုင်း touch တိတ်လိုက်တာနဲ့တကယ်မြင်ရတဲ့ပုံစံတိုင်းလုပ်ပေးတာအဲ့ဒါလေးကတော်တော်လေးစားတယ်ဗျာဒီမှာလုံးဝမိုက်တယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ဒီအနောက်ဘက်ရဲ့ဒီပုံတော့ဒီအနောက်ဘက်ရဲ့ sea border ဘာညာ adjust ကိုလည်းဒီမှာလည်းနှိပ်လို့ရသလိုဒီကားနေလည်းတစ်ခါလည်း control လုပ်လို့ရတယ်အဲ့ဒါလေးကလည်းမဆိုးဘူးဒီအနောက်ဘက်ကထိုင်တဲ့အခါမှာဘာထပ်မြင်ရလဲဆိုတော့အရှေ့ကထိုင်ကုန်ကပိုပြီး sport type center ကိုမြင်ရတယ်ပြီးရင်ဒီကြားတွေကနေ ambient light လေးကျွေးထားတာလေးကမိုက်တယ်အဲပြီးလို့ရှိရင် echo လေပေါက်တွေကဒီမှာနေမကဘူး ဒီဘက်မှာလည်းအက်ကွန်လေးပေါက်ပါမယ်ဟိုဘက်မှာလည်းအက်ကွန်လေးပေါက်ပါမယ်ဒါလေးကတော့မစိုးဘူးเนาะဒီကနေကြီးမယ်ဆိုလို့ရှိရင်လည်းပန်ဒိုရာမစ်ဆန်ရူကဗျူးအပြည့်စုံပေါ်လာမယ်အဲဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်မှန်တင်မှန်ချရေးပါမယ်တကားအဖွင့်ပါ냐ဆိုလို့ရှိရင်လည်းခလုတ်လေးနဲ့ပဲဒီမှာဆိုလို့ရှိရင်ကျွန်တော်စပီကာအကြီးတစ်လုံးအသေးတစ်လုံးပါလာမယ်ဒီအောက်မှာဆိုလို့ရှိရင်လည်း ambient light လေးတွေပြည့်ထားပေးတာရှိတယ်တကားကတော့အရှိမလိုပဲအပေါ်မှာ leather ဒီမှာဆိုလို့ရှိရင် fabric သားဒီမှာဆိုရင် leather တုံးထားတာလေးကလည်းတော်တော်လေး premium ဆန်တယ်လို့ပြောလို့ရရပေါ့เนาะဒါလေးကတော့ဒီကားလေးရဲ့အတွင်းပိုင်းမှာအနောက်ဘက်မှာမြင်နေရတဲ့ပုံစံလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကားလေးရဲ့အချက်လက်လေးပြောအောင် ဒီကားလေးကတော့ driving range အနေနဲ့ဆိုလို့ရှိရင်485 km တိရှိတယ်။ battery capacity ကတော့105 kWh ရှိတယ်။နောက်ပြီးသူ့မှာထူးခြားတာက torque သူ့ရဲ့ torque ဆိုလို့ရှိရင်985 Newton meter တည်းရှိတယ်ဗျာ။ဘာလို့ဆိုတော့ဒီကောင်က sport type sensor ဖြစ်တာဖြစ်တဲ့အတွက်ယုံအားလည်းအများကြီးကောင်း985 Newton meter တည်းရှိတယ်။ Dual motor လည်းဖြစ်တယ်။ပြီးလို့ရှိရင် horse power အနေနဲ့ဆိုလို့ရှိရင်လည်း905 horse power အထိထွက်တယ်ပေါ့နော်။ဒါလေးကတော့ဒီကားလေးရဲ့အချက်လက်ကျင်းလေးပဲဖြစ်ပါတယ်။အဲဒီကားလေးကိုတော့2023မှာစတင်မိတ်ဆက်ခဲ့ပြီးတော့2025မှာမှာ Australia မှာစတင်ရောက်ချမယ်လို့သိရပါတယ်ဗျာ။ကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ Lotus ရဲ့ Emira R ကားလေးကြောင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာ။ ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါတော့ကျွန်တော် Just Strike ကတချုံပါ哦，对呀，笨嘛。啊，OK，three, two, one, go。买的，你要你把那 space 里的库放呢，爸妈对于我这嘛，我话你要是包一包，那爸妈都没包啦。我，安那里讲啥呗？three, two, one, go。哦，我这边老板有手机啊。毕业，你讲话 display 拉大哩，等我 manual 哦，喏，sorry，three, two, one, go。 ကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ Lotus ရဲ့ Electra R ကစမယ်ကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ Lotus ရဲ့ Electra Electra မဟုတ် Amara sorry